မိမိတို့ဒီအလိုမရှိရမတော်တာအံ့တော့ဘေးရာအန္တရာယ်ကိုတရားတော်မှာပြည့်စုံကြပြီမိမိတို့ဒီအလိုရှိရတော့တာအံ့တော့ဖရာရိယာတော်ကောင်းတို့ဝေရရာဖြစ်တော့နေဗံကိုလင်းရန်ဆူစွာမြတ်မောင်ပြုနေတဲ့အရိယာတော်ကောင်းတရားဒီဖြစ်နိုင် ေတရံေနတဟပြေသသီလံတမာတိယာမိအရှင်ဖေယဖျားတပိတောတပိတောမာတုတိပရဏဂုံသုံးပါးနဲ့တဝါအင်္ဂါ၅ပါးရှိသောတိလာတော်မြတ်ကိုယောတိစွာ ံယူသောဒီပါကုန်၏အရှင်ဖေယသူအတ္တလေမတ္တဖေအမြဲဆောင်ခြင်းမီသူဥစ္စာလေမခိုးပဲအမြဲဆောင်ခြင်းမီကာမဂုဏ်လေမမာပဲအမြဲဆောင်ခြင်းမီ မဟုတ်မမှန်တာလေပတ်တာပြောတာဆုံးခြင်းမီအယက်သေးစာတောင်းစာတာမူတာဆုံးခြင်းမီဤကြောင့်တအတွင်း၌ရောက်ရှိနေကြကုန်သောမိသားစုအလုံးနှင့်တဝါ ညေအမနေအတတဝါပေါင်းတို့သည်ဘေးရန်ခံပေကိငိမ့်ကြပါစေကြောင်းကြခံပေကိငိမ့်ကြပါစေဆေးရခံပေကိငိမ့်ကြပါစေ တိတရလေနတဟာပြင်းစာတိလံဓမ္မံဓာတုကံကတ္တဝါအဘမာဒေနတမ္မာဒေထံဒီနေ့အနုမောဒနာဖြစ်ဖြစ်ယေရှုဘုရား ရင်ကုန်တို့မှာဟောထားတဲ့ဓမ္မဒေသနာတွေကနေချင်းဒီပြောပြမယ်။မြတ်စွာဘုရားရင်ကုန်တို့မှာမာလီဟောထားတော်ဆိုတော့ကုသိုလ်လုံးပုံလုံးဒီစနစ်ပေါ့ကုသိုလ်လုံးပုံလုံးဒီစနစ်နဲ့ပတ်သက်ပြီးမှစိတ်ထားလေးမျိုးပေါ့ မာယံသောစိတ်နဲ့ပြုလီရေမာကံသောစိတ်ဖြင့်ပြုလီပေါ့ကိုယ်တော်ပြုတဲ့နေရာမှာနှမျိုးပြတယ်အဲ့ဒီခါမှာမြတ်စွာဘုရားပါဠိတော်မှာဘယ်လိုမျိုးစာဟောထားလဲဥပမာအနေနဲ့စာပြမှာဟောထားတယ်မိမိတို့တည်း ဆိုးတဲ့အတ္တေတော့မြင်ဘူးပါကနော်ဆိုးတဲ့အတ္တေဟာမကောင်းတဲ့ဖြစ်ထားမယ်ပေါ့မကောင်းတဲ့ဖြစ်ထားမယ်ဆိုတာကတော့ဆိုးကိုပေါ့ထောင်ထားမယ်ဒါမှမဟုတ်ရင်လူကိုဆူးစေနိုင်တဲ့နေရာထပ်ထားလိုက်တယ်ပေါ့အဲ့ဒါဆိုရင်အဲ့ဒီဆူးပါဆူးမှလာမဆူးလားဆူးမယ် အဲ့လိုမျိုးပေါ့အဲ့ဒီဟာကိုမကောင်းတဲ့ဖြစ်ထားတယ်ဒါစိတ်ထားအဲ့လိုမျိုးစိတ်ထားလေးနဲ့ထားမယ်ဆိုရင်နော်ဒုက္ခမှာတရားနေလည်းပြောရမယ်ဆိုရင်တော့အဝိဇ္ဇာဥပါဒိတိပေါ့နော်မကောင်းတဲ့ဖြစ်ဌာနတွေလုံးလေဆိုရင် အဝိဇ္ဇာဥပါဒိတိဆိုတာဉာဏ်ပညာတွေတိတ်ပြီးမှမတိုးတက်ဘူးတဲ့နော်မာယာစာလုပ်နေတဲ့ဖြစ်တဲ့အတွက်ပေါ့နော်အလားမကြောင့်မိမိတို့တထွေဒါနာလေးတွေလုပ်တဲ့အခါမှာပါမာရွေးရင်းနဲ့လုပ်တယ်ဆိုရင်အသိပညာတွေမရတတ်ဘူးတဲ့နော်အလားမလက်ရှိနောက်ဆိုဝိဇ္ဇာဥပါဒိတိတဲ့ ဟိုသစ္စာလေးပါးကိုသိရှိတဲ့အရတ္တမဉ္ဇဉ်ရင်မဖြစ်စီဘူးတဲ့เนาะဒါနာသီလဘာဝနာလုပ်တဲ့နာမှာမကောင်းတဲ့ပြုလုပ်ခဲ့နေဆိုရင်အရတ္တမကူတဲ့မရဆင်းတယ်နောက်တဲ့ခုကနိဗ္ဗာန်သစ္စာကလေးတည်းဒီနိဗ္ဗာန်ကိုလည်းရမအောင်မပြုနိုင်ဘူးတဲ့ဒါမကောင်းတဲ့ပြုဒါနာလေးတွေလုပ်ခဲ့နေဆိုရင်ဥပမာပေးတာကတော့ နော်လူတွေကိုစူးစီတဲ့တဲ့စူဝါလေးတွေနော်တန်လေးတွေပါတယ်ဖြစ်ဖြစ်တော့မကောင်းတဲ့ဖြစ်ထားလို့လည်းဆိုရဲလူတွေကိုအန္တရာယ်ပြုနေတယ်အဲ့ဒီလိုပဲဒါနလေးတွေလုပ်တဲ့အခါမှာလဲဒီမကောင်းထားတဲ့စိတ်လေးတွေလည်းလုပ်ခဲ့လို့ဆိုရဲတဲ့အဘတ်ရဲ့အတိပညာလည်းများနိုင်ဘူးနံပါတ်တရားထူးလည်းများနိုင်ဘူးနံပါတ်၃နိဗ္ဗာန်ကိုလည်းမြတ်မောင် မပြုတ်နိုင်ဘူးတဲ့အာရမကမိမိတို့တထွေဒါနသေးလာဘာနာသုံးမျိုးလုပ်တဲ့အခါမှာကိုယ်စိတ်ထားလေးပန်းတန်းလို့လူတယ်ဒါလေးရတစ်ချက်စိတ်ထားမကောင်းရင်အခုလိုမျိုးဆိုးရိုးတွေအသိပညာလည်းမရနိုင်ဘူးအရတ္တဘူလည်းမရနိုင်ဘူးနိဗ္ဗာန်ကိုလည်းမျက်မှောက်မပြုနိုင်ဘူးတဲ့ဒါအသိတော့ဒါနလုပ်ဖို့လုံးပြီး ဒေလံသောဘောသောတေနေဘာဝနာသောတိဘောသောတိနိနောက်တစ်ချက်ကတော့ကြောင်းမြန်ဘောဒါနလုပ်ဘောဒေလံလုပ်ဘောဝိပဿနာပညာလုပ်ဘောတန်ခံတယ်ဆိုရင်နဘတ်တိအသိပညာရရမယ်နောက်တစ်ခုအဲ့ဒီအသိပညာထဲမှာအထွတ်စိတ်ဖြစ်တဲ့အရတ္တဖို့လည်းမလုပ်တဲ့လို့ရနိုင်တယ်တဲ့နိဗ္ဗာန်ကိုလည်းရနိုင်တယ်တဲ့ရသော်ဗျာဒါပါဠိတော်မှာဟောထားတာပေါ့ ါဆိုရင်မိမိတို့တူတူဒါနပဲလို့လုံးကြံကြလေသီလပဲလို့လုံးကြံကြလေဝိပဿနာဘာဝနာလုံးကြံကြလေအဲ့ဒီခါမှာဒီစိတ်ထားမျိုးနဲ့ပဲအဲ့ဒီခါမှာမကောင်းတဲ့စိတ်ဆိုတာကဘာလဲဒါလေးသိဖို့လိုတယ်ပေါ့မှန်ကန်တဲ့စိတ်ထားကဘာလဲဒါလေးသိဖို့လိုတယ်အဲ့ဒီခါမှာအထာကနာဆရာကြီးတွေနည်းနည်းဖွင့်ပြတာက ဘာကောင်းတဲ့စိတ်ဆိုတာကလောကီစိတ်တွေကိုတောင်းတပြီးမှပြုတဲ့ဓမ္မသီလဘာဝနာနော်တို့ရပါလေဘာကိုတောင်းတာလောကီစိတ်เนาะလောကီစိတ်ကိုတောင်းတပြီးမှပြုလုပ်တဲ့ဓမ္မသီလဘာဝနာ၃မျိုးဟာမကောင်းသောစိတ်ထားတဲ့ဓမ္မတွေသီလတွေဝိပဿနာတွေလုပ်တာတဲ့ အဲ့ဒီမကောင်းတဲ့စေထားနဲ့လုပ်ခင်နေဆိုရင်ရသော်ဗျာပါဠိတော်ကဟောတဲ့အတိုင်းအတိပညာလည်းမရနိုင်ဘူးအရတ္တဘူလည်းမရနိုင်ဘူးလေနိဗ္ဗာန်ဘူလည်းမရနိုင်ဘူးလေဒါမှကြောင့်မိမိတို့တည်းကဒါနပဲလို့လူတိလာပဲလို့ဝိပဿနာပညာပဲလို့လို့ဒီလောကီစည်းစိမ်တွေကတော့မှလည်းငါနောက်ဘဝမှာဖြစ်ရလို့ နတ်သမီးတွေဖြစ်ရှင်တာဟောထားရဆိုရင်မကောင်းဘူးလေအရာမကောင်းသောစိတ်ထားတဲ့ဌာနပြုလီတဲ့အရာတွေဟာဝတ်ကိုလည်းလဲစေတယ်နော်ဝတ်စီရင်မှထောင်ရောက်ခြင်းကိုမဖြစ်စေနိုင်ဘူးတဲ့ပြောချင်တာကဘဝတူတူနဲ့နိဗ္ဗာန်ကိုမရောက်နိုင်ဘူးတဲ့ဘဝတွေရှည်စီတယ်တဲ့ဒါ လောကီစည်းစိမ်တွေကိုအကြောင်းပြုပြီးမှဒါနပေးတာဘာဝနာလုပ်တဲ့မကောင်းသောစိတ်ဓာတ်ဤကိုအေးကောင်းသောစိတ်ဓာတ်ဤအရေးကြီးတယ်။ကောင်းသောစိတ်ဓာတ်ဤကြရဲ့ဘာပဲလုပ်လို့နိဗ္ဗာန်ကိုပဲဥဒေရေအတ္တခယဝဟောတုအတ္တရရေကိုရံကိုရံချုံဖြစ်တဲ့နိဗ္ဗာန်အရတ္တဘုရားရပါလို့ဤ ဘယ်ဟာပဲလို့လို့အောက်တယ်ဆိုဆွန့်တယ်ကက်ကက်အောက်တယ်ဆိုမြတ်စွာဘုရားကိုတောက်တော်ရည်လေးပဲတဲ့တပည့်တော်ဒီဤကောင်းမှုကြောင့်ဒိဗ္ဗံကိုလင်းညာဆောစွာရပါလိမ့်ဒီလိုလဲရှိပါရမယ်အဲ့ဒီသုတောင်းမျိုးအဲ့ဒီမျိုးလုံးရမျိုးဌာနတိကဝိပါဒသုံးမျိုးလုံးမယ်ဆိုရဲတဲ့ဒါမန္တန်သောစိတ်ထားနော်မန္တန်သောစိတ်ထားလေးနဲ့ဒါမတိကဝိပါဒနာဘာလို့ကြလို့ ယူတယ်အာရမေကြောင့်မိမိတို့တထွေကလေးဘွားတွေဒီအတိုက်ရဲ့အထိကိုဟာမှန်တန်တော့လမ်းကြောင်းတဲ့ဓမ္မတိတာလုပ်ခဲ့တာလားဓမ္မဝေမှားတာနဲ့လုပ်ခဲ့တာလားစင်ကြင်ကြည့်ရမယ်အေးမှားတာနဲ့လုပ်ခဲ့ပြီဆိုရင်ပြင်ရမယ်မှန်တာနဲ့လုပ်ခဲ့ရင်ဒီဟာဟာငါလုပ်ရဟာမြတ်စွာဘုရားရဲ့စာပေကျမ်းကနေမြည်တယ် မြတ်စွာဘုရားကြင့်ခဲ့တဲ့နန်းစဉ်တွေကြီးတယ်လို့သိရှိပြီးတော့အရင်ထက်ဆံစာပေါင်းများစွာကြိုးစားအထောက်ပြုလိုတယ်အာရမေကမိမိတို့တထေဟာဒီဃာနာပေလာဝိပဿနာပေါ့ကုသိုလ်ရေးတဲ့ပတ်သက်ပြီးလုပ်တဲ့အခါမှာလောကီစည်းစိမ်ကိုမတောင်းတရပါနဲ့လောကီစည်းစိမ်တောင်းတဟာကိုယ့်ရဲ့ဘဝတန်တရာကိုရှေးရှေးတယ်လို့နာမှတ်တာအာရမေကမိမိတို့တထေဟာ ဘာလေးမဲ့လုံးလို့ဘယ်ကုတော်ပဲလုံးလို့ဗျာဤကောင်းမှုကြောင့်မိဂံကိုမျက်မှောက်ပြုရပါလိမ့်ဒီလိုပဲရှုတော်ရမယ်အဲ့လိုမျိုးရှုတော်ရင်လောကီစိတ်တွေမရာဘူးလားဆိုရင်ရတယ်ဒီလောကုတ္တရာဆူရီတော်ပေးနိုင်လို့ဆိုဒီလောကီဘာမဟုတ်တဲ့ဒေဝကိစ္စကတော့ပြောเสียရမလိုတော့ဘူးပါလာတယ်လို့ဆိုကြတာအဲ့ဒါမှကြောင့်လူလောကမှာခံရတဲ့အခါ ဘာပဲလို့လို့လောကြီးစည်းစိမ်တွေဆူတောင်းပြီးမှဒါနတွေဒီနာတွေဝိပဿနာတွေလုပ်နေတာအရာမမကံဘူးအရာမမာယံတော်စိတ်ထားလေးတွေနဲ့ကုသိုလ်လုပ်နေတယ်လို့မိမိတို့တွေသိရှိပါအရာမတော်အာဟာဒီနေ့တရားနာတဲ့စာရေးမြတ်စွာဘုရားရဲ့ဒေသနာနဲ့ကန့်ကြီးအောင်ဘာကုသိုလ်ပဲလုပ်လို့နိဗ္ဗာန်လေမြတ်တော်ပြရပါလို့ဆိုတဲ့စိတ်ထားနဲ့ ကိုယ်တော်တွေလုပ်တယ်။ဒါဆိုရင်ကိုယ့်ရဲ့ဓမ္မတေရဝိပဿနာဟာပါရမီ၁၀ပါးနဲ့မှချုပ်တဲ့လက္ခဏာပါရမီဥတီပြီးမှလောက်တာဖြစ်လို့ကိုဟာဘဝရဲ့ပုံစံရဖြစ်တဲ့နိဗ္ဗာန်ရဲ့လင်းညာစောစံကြီးလေးလေအရမကြောင့်နော်မိမိတို့တထွေဟာဒါနတေရဝိပဿနာလုပ်ဖို့လူဒီကိုပြောပြပါဆိုရင်ဣဒံေပုံညာအဘခေယဝါဟောတု ်မိငါဤဣဋ္ဌပုံညာဤကောင်းကိုအာတော်လေအာတော်ခေယံအာတော်တရားတို့ကိုရာကောင်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဒီဟောတုဖြစ်ပါစေတည်းဒီလိုစိတ်ထားလေးတွေပဲမိမိတို့တွေလိုရမယ်အာရမကြောင့်စွမ်းမဲလောင်းလောင်းဘာပဲလောင်းလောင်းဘာပဲပြုလို့တော့ဗျာနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဆိုတဲ့စိတ်ထားလေးတွေလိုရမယ်အာရတိမှန်ကန်သောစိတ်ထားလေးနဲ့ ရံဘောဓာရဲ့ဌာနဒေသနာတွင်ကုသိုလ်လုပ်နေတယ်ဆိုတာမိမိတို့တွေသိရှိပါဒါမှကြောင့်မြတ်စွာဘုရားတရားဌာနနဲ့ပတ်သက်ပြီးမှနာဘတ်တဲ့တည်အောင်လို့ပါသိပြီးရင်တော့ကြက်အောင်ကြိုးစားပါမြတ်စွာဘုရားဟာကယ်တင်ရှင်လည်းမဟုတ်ပါဘူးမြတ်စွာဘုရားကတရားဓမ္မတွေဟာတရားဟောတော်တွေမှာပြောခဲ့တဲ့အတိုင်းကိုယ်တိုင်ကြည့်ကြည့် ကိုယ်တိုင်ချင်းချင်းကိုယ်တိုင်ကိုယ်တိုင်နဲ့ကောင်းချိုးတွေခံစားရမယ်အာရမေကမိမိတို့တွေ့ထွေလဲမြတ်စွာဘုရားရဲ့ဒေသနာနဲ့အညီမင်္ဂလာသောစိတ်ထားလေးတွေနဲ့ဒါနသီလလေးတွေလုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာနော်အမတန်ကျက်တည်ရှိရမှာမင်္ဂလာတဲ့အာရမပြုနေရပွားခဲ့မယ်ဆိုရင်ဘဝဟာပျော်ဖို့လေကောင်းတယ်ပေါ့အာရမေကမိမိတို့တွေ့ထွေဟာ ဒါနသီလဝိသနာတွေလုပ်တဲ့အခါမှာနိဗ္ဗာန်ကိုပဲဥတီမာလုံးကြပါလောကီစီးစင်တယ်ကိုမတောင်းတကြပါနဲ့ဒါတွေဟာတန်တရာရှိကြောင်းပါဒါမှကြောင့်ဘာလေးပဲလုံးလုံးဒီနိဗ္ဗာန်ကိုဥတီပြီးမှလုံးရမယ်ဆိုတဲ့အဋ္ဌဉာဏ်လေးကိုမိမိတို့တည်းရရှိပြီးတော့နောက်နောက်ဆုံးဘဝနောက်ကလာနိုင်နိဗ္ဗာန်ကိုမြတ်မောက်ပြုနိုင်ကြပါစေကုန်